အားလုံးပဲမင်္ဂလာပါ Ivan မြန်မာ Audible Channel မှာကြိုဆိုပါရစေကျွန်တော်ကဖတ်ပြပေးမှာကတော့ Murakami ရဲ့1284ဆရာရင်းမြန်တွင်ဂျပန်ဘာသာမှာဓာတ်ပြန်ဆိုထားတဲ့စာအုပ်ရဲ့အတွက်နှစ်အခန်းဆက်နှစ်ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်အခန်းဆက်နှစ်တင်းကောလက်ချိုးရေတွဲရင်မရနိုင်တော့အရာများမိုးမရွာမှတိုက်ခန်းတို့အရောက်ပြန်လာနိုင်ခဲ့သည် ဘူတိုင်အောင်မှခြေလန်းသက်သက်ကလေးလျှောက်ပြီးပြန်လာခဲ့သောကြောင့်ဖြစ်သည်ညနေစောဤမိုးကောင်းကင်ကြီးတွင်တိမ်မြင်တစားကိုများမတွေ့ခဲ့ရပေမိုးရွာချမိဟန်မျိုးကို၎င်းလျှက်ပန်းလျှက်နယ်တို့တလက်လက်ပြားကမိုးချိတ်တယ်များမြည်ခီးတော်မီဟန်မျိုးလည်းမရှိပေဘေးပဝင်းကျင်အားလေးလာကြည့်လိုက်ပြန်တော့လဲထီးကင်ပြီးလမ်းလျှောက်နေသူတယောက်ကိုများမတွေ့ရဤကဲ့သို့ညနေမျိုးသည်ဘေ့စ်ဘောပြန်ခွင်အနီးမှဘားဆိုင်တဆိုင်တို့သွားကပီယာကလေးမြုပ်နေရလေအကောင်းဆုံးပဲဖြစ်လိမ့်မည်ဟုတင်ကွာတွေးမိလိုက်လေသည်တို့ပါတော့လေစောစောကပင် ဖူဂါ area ဆော့ဆော့ပြန်လာမြို့ဂတိပေးထားခဲ့ပြီမင်းုံတင်ကဖြစ်ချင်းတဲ့ယုံကြည်အားထားခြင်းဟာပိုကောင်းပေသည်တဘောတရားဆန်ခြင်းထက်အတွေ့အကြုံပေါ်တွင်အခြေခံခြင်းဟာပိုပြီးအဆင်ပြေလိမ့်မည်ဟုသူကတွေးလိုက်မိလေသည်အင်းရှိရှိစားတဲ့ဘုံကလေးကိုငုံကြည့်လိုက်တော့ပေးဖို့သူရေးလိမ့်စာကိုရေးမထားတော့စားရင်ညိုညိုကလေးတိတ်ကိုတွေးလိုက်ရသည်ဖြင့်တင်းကောကောက်ယူပြီးဖွင့်ကြည့်လိုက်သည်စားရည်တဲ့တွင်မိမိဘန်စင်းတို့ ရဲ16တန်းကျော်ဝင်သွားပြီဖြစ်ကြောင်းအကြောင်းကြားထားသည့်ဆရာရပပလေးကိုတွေ့လိုက်ရသည်ပြပုသူမှာ office EI ဟုရေးသားထားလိမ့်သည်မဟုတ်မှလည်းရောကိုမဆုအလုပ်လုပ်နေသောပေပါကုမ္ပဏီမှပြပို့လိုက်သောဆရာရဖြစ်ပုံရလိမ့်သည်ဒိုရီမိုဆရာကြီး AB ဆုနှုတ်ကပေးလိုက်သည့်ပတ်စံလေးဖြစ်နိုင်ပေသည်စောစောပိုင်းကတည်းကပင်ကိုမဆုကမိမိအားလေပို့တို့လုံးအတွက်ဆေးငွေတချို့တဝက်ပေးထားမည်ဟုပြောခဲ့ပေသည်အဆိုပါငွေသည်သူပြောသည့်ဆေးငွေတချို့တဝက်လည်းဖြစ်နိုင်ပေသည်ပေပို့သည့်ကောင်းစဉ်အား ပူပေါင်းဆောင်ရွက်ခသို့မဟုတ်အချက်လက်ရှာဖွေစုဆောင်းကားဟုရေးထားနိုင်မည်သည်မိတို့ပင်ဖြစ်စေသူကငွေပမာဏကို ပြန်စစ်ပြီးနောက်စာရီထဲသို့ပြန်ခောက်ထည့်ကအိတ်ကထဲတွင်တင်ထားလိုက်လိမ့်သည်တေးချာစွာစဉ်းစားကြည့်လိုက်တော့ရန်16တန်းဆိုသောငွေပမာဏသည်တင်းကောကြီးလက်ရှိအခြေအနေနှင့်တွဲကြည့်လိုက်ရင်နည်းနည်းနော်နော်ပမာဏမဟုတ်ပေအမှန်တိုင်းဝန်ခံရရင်မိမိမွေးကလေးကထိုးမြမြတ်ပတ်သောငွေပမာဏတကားမြတ်မကင်ဘူးခဲ့ပေမိတို့ပင်ဖြစ်စေတင်းကောဖို့ထိုးငွေပမာဏအားရရှိလိုက်ခြင်းဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မသွားတဲ့ကဲ့သို့ထိတ်လန့်တုန်လှုပ်ခြင်းကိုလည်းမခံစားလိုက်ရပြီ။ဘယ်ကြောင့်ဆိုတော့ပတ်စံဆိုဒီမှာတင်းခေါအတွက်အရေးကြီးသောပြဿနာမဟုတ်တော့ကြောင်းဖြစ်လေသည်။မိမိပုံမှန်ဝင်ငွေကလေးနေပင်မပူမပင် မတောက်မတမကြောက်မကြနေထိုင်လျက်ရှိပေသည်။လက်ရှိအချိန်တွင်အနာဂတ်အတွက်ကြိုတင်ပူပန်နေခြင်းလည်းမရှိပေ။ဒုဖြစ်ပါလျက်အချို့သောသူများကငွေကိုအထက်လိုက်အပုံလိုက်ပြီးရင်ကြိုးစားလျက်ရှိနေခဲ့ပေသည်။အတော်ထူးဆန်းလာသောလောကကြီးပင်ဖြစ်သည်။အစောပိုင်းငွေပမာဏသည် လေဘိုးတို့လုံးဆောင်မှုကိုပြန်ပြင်ရေးပေးသည့်အတွက်တရံတန်ကြီးပေးချေသောလောက်ခါဟုဆိုလာပါကမိမိပင်ပန်းခဲ့ရသည်များနှင့်မထိုက်တန်ဟုသာပြန်ပြင်မိပေလိမ့်မည်တို့ဆိုရင်မြင်းမြပေးချေပါကထိုလူငန်းနှင့်ထိုက်တန်မည်နည်းဟုမေးခဲ့မည်ဆိုပါကမို့တင်းခေါ်မှာရုတ်တရက်ပြန်မဖြစ်နိုင်ပေခွေးအာကြီးလှဲနေမိတကယ်တော့အထစ်ထစ်ဖြစ်နေလိမ့်မည်မှာတေချာရသည်မိမိလောက်ခါကမြင်းမြထိုက်တန်ဒီကိုလည်းကကနနာတည်ထားခြင်းမရှိပြန်မည်လောကကြီးတွင်တရံတန်ကြီးပေးရန်ခက်ခဲလာသောလုပ်ငန်းများမှာလည်းတပြုံတစ်ကောင်းပင်ရှိကြလိမ့်မည် လက်ရှိချိန်တို့ရောက်သည့်တိုင်လေပိုးတလုံးဆောက်ကဆက်လက်ပြီးရောင်းကောင်းနေဆဲဖြစ်လျက်ရောင်းကောင်းလေးလေးမိမိဘန်စင်းထဲသို့ငွေကပို့ဝင်လာလေးလေးပြည်တနာကလည်းပိုးပြီးများလာလေးလေးဖြစ်နေပြီးရောမိလေပိုးတလုံးနဲ့ပတ်သက်ပြီးပို့၍ပို့၍ပတ်သက်ရလေးလေးဖြစ်နေပြီးရောမိသူအနေနဲ့အစိုးပါငွေအားကိုမဲစုထံသို့ဆောင်းနိုင်သည်များအစောဆုံးပြန်ပို့ပြီးရင်စဉ်းစားလိုက်သည်ထို့သူပြန်ပေးလိုက်ခြင်းဖြင့်မိမိပခုံးပေါ်သို့ကြောက်လာမိတာဝန်ထုတ်ကြီးအားရှောင်လွှဲလိုက်ရကြသွားပြီးလိမ့်မိမိစိတ်ဒီလေပေါ်ပါသွားပြီးရောမိ တို့တောင်လဲမိမိကျူးလွန်ခဲ့သောကျင့်ဝတ်ပိုင်းဆိုင်ရာပြစ်မှုကြီးမှာအပြေးပိုင်ပျောက်ကင်းသွားမည်တော့မဟုတ်ပေ။ကံမကောင်းလေမိမိပြစ်မှုကိုသမင်းရည်ဘူးရှာလွဲဆိုတဲ့ကဲ့သို့ရှောင်သွားသည်ဆိုသောအပုပ်နှံကလိုင်လာနိုင်ပေသည်။ထိုအကြောင်းများကိုတွေ့ရင်ကတင်းကိုကြီးကောင်းတဲ့တွင်ကြိုက်ခဲလာသောကြောင့်ထုံငွေနှင့်ပတ်သက်ပြီးဆက်မတွေ့တော့ပေ။တက်နိုင်သည်များကောင်းထဲမှဖျောက်ထားရင်ကြိုးစားမိလိုက်သည်။နောင်ခါလာနောင်ခါစီဆိုတဲ့ကဲ့သို့နောင်ပြစ်တရာများကိုနောက်မှပဲရှင်းတော်မည်ဟုတွေးလိုက်သည်။ ပစံဒီတက်ရှိမဟုတ်သောကြောင့်သူ့ဘာသာလူလျောက်ထွက်ပြေးနိုင်မည်မဟုတ်ဟုယူဆလိုက်မိလေသည်။သူနှင့်အစိုးရပြည်ထနာကမိမိ၏အနာဂတ်ဘဝလမ်းကြောင်းအားမြေတို့မြေပုံပြောင်းပြင်မည်ကိုသုံးထက်တိုက်လေးကားပေါ်သို့တက်ရင်တွေးလာခဲ့မိပေသည်။မိမိသည်ဘောဆိုးကျိုးဆွယ်၏တောင်မဆွန်းဒေသထိသွားပြီးလက်ရှိဘခင်ကြီးမှာမိမိဘခင်ယင်မဟုတ်ကြောင်းစုံစမ်းသိရှိပြီးခဲ့ပြီ။ထို့ကြောင့်လဲဘဝတက်ခီးကိုစတင်ရန်အတွက်တာထွက်ရန်ပင်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်လေသည်။ဤဒီမှာမိမိအတွက်အခွင့်ကောင်းလေးဖြစ်နိုင်ပေသည်။ လက်ရှိနေထိုင်တွင်မိမိနှင့်ပတ်သက်နေကြသောမကောင်းသူများနှင့်အဆက်ဖြစ်ပြန်အသင့်ဆုံးအချိန်ပင်ဖြစ်သည်ထို့နောက်ဘဝကိုတုံ့ညမှပြန်ဆရပြီးတော့မည်အလုတ်စ်အိမ်စ်ပေါင်းသင်းဆက်ဆံရေးအသင့်များဖြစ်လာကြပြီးတော့မည်တေချာပေါက်ဖြစ်လာမည်ဟုအတမပြောနိုင်သည့်တိုင်လက်ရှိအနေထားထက်တော့ပိုကောင်းလာမည်မှာတေချာလာပြီသည်ဝရှိကဝါပြောတော့တကယ်တို့ပင်မိမိပဝင်ချင်မှလူများသည်မိမိအတွက်လုံးဝထဲမစင်းဆိုင်အောင်များမကမိမိရှိနေသည်ကိုပင်သိကြသူများမဟုတ်ကြပေထို့ကြောင့်ဖူကာအေရီနှင့်ပထမဆုံးအဆက်ဖြတ်ရမည်ထို့နောက်ကုမတ်စုထို့နောက ဆရာကြီးအေဘီရှင်တော်စသည်စသည်ဖြင့်တယောက်ပြီးတယောက်အဆက်ဖြတ်ပြရပြီးတော့မိအတိတ်တွင်မိမိအနေနဲ့ပါတဲ့တဲ့များပါခဲ့သည်ဖြစ်တော်လဲထို့အတိတ်အားမိမိအနေဖြင့်လုံးဝမေ့ပြလက်ပြီးဖြစ်တော်ကြောင့်ကျန်သည့်ပြဿနာများကိုသူတို့ဘာသာတော်တယ်လို့ကြည့်ပြီးဆုံးဖြတ်သွားကြရင်မှားထားခဲ့ရပြီးတော့မိယခုချင်းကစပြီးမိမိဘဝခီးတဲ့တွင်ရောက်တည်နေရာတိုင်း၌တန်တန်ရှင်းရှင်းဖြစ်စေခြင်းဒီကတော့အမှန်ပင်ဖြစ်သည်ခီးစာကလေးကညစ်ထင်းမှုများရောနှောပါလာခဲ့မိတော့စိုးရိမ်နေခဲ့မိသည်ညစ်ထင်းမှုဆိုသောစကားကြောင့်မိမိရဲ့အတိတ်စကြံကိုပြန်ပြောင်းတတိယလာမိသည် ရရှိကဝါဆိုသူကမိမိမိခင်ကြီးကြောင့်အစာဆုံးတည်ထားခဲ့လေသည်မိမိသိချင်ရင်ပြောပြမည်ဟုလည်းဆိုလေသည်ဆရာရဲ့မိခင်ကြီးနဲ့ပတ်သက်တော့တရင်ကိုသိချင်တော့ပြောပြလို့ရပါတယ်ဒါပေမဲ့အဲ့ဒီအထက်မှာစိတ်မချမ်းသာစရာအချက်လက်တွေလည်းပါကောင်းပါလာနိုင်ပါတယ်တင်ကောအနေနဲ့ဥရှိကဝါလိုလူမျိုးပြောလာမိတဲ့ရင်နားမထောင်ခြင်းဒီကတော့အမှန်ပင်ဖြစ်သည်သူ၏အကြံမှာမိမိပြောလို့တော့အစိတ်ပိုင်းလက်ကိုသာပြောပြီးစိတ်ဆင်းရဲအောင်ပြုလုပ်နေမိမှာတေချာလှပီးသည် မိသူကပင်ပြောသည်ဖြစ်စေဒစီတပိုင်းလောက်သာဖြစ်ပြောသည့်တဲ့င်းမျိုးနားမထောင်လို့ပဲပြောချင်းပြောရင်ဇလန်အဆမှာဆုံးပွပွလင်းလင်းပြောပြမှသာနားထောင်လို့ပဲသည်ထို့သို့တွေးတော်ရင်းကပင်သုံးတက်ရှိမိမိအခန်းရှိသို့ရောက်လာခဲ့လျော်သည်အိတ်ကထဲမှတော့ထုတ်ပြီးလှည့်ဖွင့်လိုက်သည်ထို့နောက်တကားရွက်ကိုသုံးချက်ခောက်လိုက်သည်ခဏကြာတော့နှစ်ချက်ထက်ခောက်ပြီးညင်သာစွာတွန်ပြီးဖွင့်လိုက်သည်အခန်းပွင့်လာသည့်နေ့ဖူဂါရီကစပွဲရင်တကားပေါက်ကိုကြောပြီးထိုင်က န်ကွက်ရှိကြီးတွင်ခရမ်းရှင်သီးဖျော်ရည်များကိုတောက်လျက်ရှိနေခဲ့သည်။ရောက်လာကစားဝတ်စားများကိုပင်ဝတ်ထားလေသည်။ရှိုင်းကြီးအစင်းကျင်းမောင်းမီပြားတို့ကိုပင်ဝတ်ဆင်ထားတော်လဲ။နနေတုံးကထက်ပိုးပြီးလန်းဆန်ကရှင်ပြနေသည်။ထို့သောတတိထားမိလိုက်နိုင်ရန်အတွက်လည်းအချိန်တော်ယူရသည်။စပင်များကိုစူးစီးကငယ်လေးတက်တဲတွင်စုပြီးထုံးထားသည့်အတွက်နွေကားကားကလေးနှစ်ဖက်နှင့်မွေးနူကလေးများထိုးထိုးထွန်းထွန်းထွန်းနေသော ဖြူဖွေးလှပသည့်ဂုတ်သားကလေးများ အတိုင်းသားမြင်နေရလေသည်။ နွေကလေးနှစ်ဖက်မှာလည်းအတန်အောင်နားထောင်တော့အင်္ဂါရင်များကဲ့သို့မမြင်ရပဲမကြသိမီကအမွှေးနဲ့သာလိမ့်ချေထားသောပန်းနူရောင်နှင်းစီပွင့်ကလေးများကဲ့သို့မြင်နေရသည်တနည်းအားဖြင့်ဆွေရလျင်နည်းနည်းစောစောနေချီနူထွေးအောက်တွင်လာနာနေသောလိမ့်မော်ရောင်အောက်ခံ၌အမဲရောင်အဆက်ကလေးများပါသည့်ပိုးတောင်မှကောင်ကလေးများကဲ့သို့ရင်းကိုဤမျိုးလုံးများတွင်လာရောက်ထင်းရနေလျော့သည်နွေရက်အောက်ရှိလေတိုင်းကြော်ကလေးမှမူနေရောင်အောက်တွင်ထူးထူးထွန်းထွန်းဖွင့်ထွားလာသောဘူးညွန့်ကလေးများကဲ့သို့လင်းလက်တောက်ပတ်လျက်ရှိနေခဲ့ပြန်သည် အနည်းအဖြစ်ဆိုရရင်ချောက်ပြစ်ကင်းသဲလေးရှင်ပြီးအသည်နှလုံးထဲတွင်မှကြောက်တင်သွားလို့သည့်အလှမျိုးပင်ဖြစ်လေသည်ဒင်းကော့ဖို့တကယ်ရွက်ကိုနောက်ဘက်သို့ပြန်တွင်းရင်မိမိမျက်စိအောက်တွင်ဝလစ်စလစ်ဟန်ပြနေသောမိမချောကလေးကိုကြည့်နေရတဲ့ကဲ့သို့ရင်ထဲတွင်တလက်လက်ခုန်နေရလျော်သည်ဒနည်းအဖြစ်နိုင်မြင့်ကြီးမြပြားခင်ဆန်းတွင်းကလေးတစ်ခုစတင်တွေ့ရှိလေရသောသူတည်သည့်တူဥပမာပဇက်ဟောင်းသားနှင့်ဖြစ်နေခဲ့ရသည်လက်တစ်ဖက်ကတကားဘူးလေသည်ကိုစုပ်ကိုင်းရင်အပြုခံစားရသူတူဥကဲ့သို့ငေးငိုင်ရင်ခဏတစ်ဖြုတ်လောက် ရက်နေမိခဲ့လျောသည်စောစောကနေရေချိုးပြီးသွားတာဦးရဲ့ကောင်းလျှော်ရင်နဲ့ကိုတိုက်တဲ့ရေမြုပ်ကိုတော့ယူသုံးမိလိုက်တယ်နော်သူမတင်းခေါ်ဘက်သို့ရုတ်တရက်လှည့်ပြီးအရေးတကြီးအစီရင်ခံလိုက်လေသည်တင်းခေါ်ခေါင်းကြီးပြတ်လိုက်ပြီးလက်ကိုဘူးလေသည်မှခွာကအတွင်းမှတော့ပြန်ခက်လိုက်သည်အဲ့နောက်ပိုင်းမှာဖောင်းမီလာသေးတာတခါမှမီမလာဘူးဖူကာရီယာခေါင်းကလေးကိုခါရရင်ပြန်ဖြည့်သည် တင်းခေါ်ကပြတင်းပေါက်သို့သွားကလိုက်ကောင်အနေငယ်ဟပြီးအပြင်ဘက်သို့ကြည့်လိုက်သည် မိမိတွေ့လိုက်ရသောရှုခင်းမှာငကိုအတိုင်းပင်မပြောင်းလဲပဲရှိနေသည်ကိုမြင်လိုက်ရသည်မတင်ငါစရာလူများကိုလည်းမတင်ငါစရာကားများရထားသည်ကို၎င်းလုံးဝမတွေ့ရပေကားရန်ကဲ့သို့ငြိမ်းချနေသောအချောက်ဦးကြီးများကတမျောတခေါ်ကြီးပင်တို့တို့ထံဖြစ်ကတန်းစီနေကြသည်လမ်းမေးတွင်တန်ကြီးတက်နေသော စပိန်ပြက်သုံးလေးစီကိုဒီတိုင်းပင်ပြထားကြသည်အုံနေရန်များတွင်လည်းရဲစခန်းကမောင်းလေမမူးရမူးလေမမောင်းရဆိုသောကြွေးကြော်တဲ့ရှောင်းဘူးကြီးများကိုတန်းစီပြီးခြေဆွဲထားလျာ ရဲစခန်းတိုင်းတွင်ကျွေးကြော်တန်တသက်ကိုထိုင်ရင်းနေသောဌာနစီများထားရှိကြလေသလားဟုဒိန်ကွာတွေးလိုက်မိသည်အယုံဆူဆူအဖို့တို့ကမျိုးပေါင်းစုံဆက်ကြထားသောခွေးကိုကြီးတကောင်ကိုဆွဲကလမ်းလျှောက်လေ့ကျင့်ခံပေးနေပြန်သည်ကားမမောက်တက်မောက်တက်မိမတယောက်ကလည်းဟိုရိုင်းဒီထိုးပြင်ကားစုပ်ကြီးကိုမောင်းလျက်ရှိလေသည်လောကဤသည်အယုံဆူကြည့်တန်သောနေပင်နှင့်စက်တည်ခဲ့မည်သောဒေတာနှစ်ခုဆက်ကြရင်တရှိနေသောရက်တစ်ခုလာပင်ထင်မှတ်ရလေသည် ။တစ်ဖက်တွင်လည်းချော့ပြစ်ကင်းတဲလဲဆင်လှနေသောဖူဂါရီလေကုတ်သားနှင့်နေရွက်ကလေးကရှိနေခဲ့ပြန်သည်။တင်းကောဖို့မြည်သည့်ဘက်ကိုလေးပြရမည်ကိုစဉ်းစားလို့မရအောင်ဖြစ်နေရလျော့သည်။တင်းကောကခွေးအိုကြီးလေပင်မှထွက်လာသောအတံမျိုးဖြင့်အော်ညင်းမိမိဂျင်းနုဘွယ်ကဘာကလေးပတ်စီတို့ဥလှဲကလက်ကမြောက်ပြန်ပေးလဲလျော့သည်။မင်းဒီမှာရောက်နေအောင်ဆရာကြီးအေဘီရှင်တို့သိရလား။ဖူဂါရီကောင်းရမ်းပြသည်။မသိဘူးဆိုသည့်သဘောပင်ဖြစ်သည်။သူစီကိုအကြောင်းကြားဖို့စိတ်မကူးမိဘူးလား။ ဆက်သွယ်လို့မှမရတာတယ်လီဖုန်းဆက်လို့မရတယ်လို့စာလည်းထည့်လို့မရဘူးလေဒါဆိုမင်းဒီမှာရှိနေတယ်ဆိုတော့သိရလို့ကိုတယောက်တည်းပဲရှိတာပေါ့ဖူကာရီယာခေါင်းညိမ့်ပြတယ်လဲစရာဝေးစားတွေပါတယ်ရောယူလာခဲ့ရလားနည်းနည်းပပတော့ယူလာတယ်ဖူကာရီကပါလာတော့ကင်းဘက်အိတ်ကိုမျက်စောင်းထိုးပြလိုက်တယ်ထို့နောက်ယခုကဲ့သို့ဆက်ပြောတယ်ဒါပေမဲ့ကျမတို့တော့ကိစ္စမရှိပါဘူးမင်းကကိစ္စမရှိမှတော့ကိုကလည်းကိစ္စမရှိဘူးလို့ဆိုရမှာပေါ့လေ ဖရနော့ဒင်းကမိဖို့ကြောင့်တဲ့သူသွားကရင်နှွေးကျလိုက်ပြီးနောက်ကရားတဲ့သူလက်ဖက်ချောက်ကိုထည့်လိုက်တယ်။ဦးနဲ့ကြည်နေတဲ့မျိုးသမီးလာအောင်မလာရင်သူလာတော့မှမဟုတ်ဘူး။ဘာဖြစ်လို့လဲကျမကြောင့်လား။ဒင်းကခေါင်းခါပြလိုက်။ဘာသူကြောင့်လဲဆိုတော့ကိုမသိဘူး။ဒါပေမဲ့မင်းကြောင့်မဟုတ်တာတော့သိကြတယ်။ကိုကြောင့်များလာတော့မပြောတတ်ဘူး။ပြီးတော့သူကိုယ်တိုင်ကြောင့်လည်းဖြစ်နိုင်တယ်။ဒါဆိုရင်အဲ့ဒီမျိုးသမီးကဒီကိုမလာတော့တာသိကြသွားပြီပေါ့။မလာတော့ဘူးလို့ထင်တာပဲ။ ဒါကြောင့်မင်းဒီမှာကြိုက်တယ်လို့တဲလို့ရပြီ။ဖူဂါရီကတင်းကိုရီစကားကြောင့်တွေ့တွေ့လေးဖြစ်သွားလေသည်။အဲ့ဒီမျိုးသမီးမှာအိမ်တော်ရှိလာရင်အိမ်တော်ရှိတာပေါ့ကွယ်ကလေးတော်နှစ်ယောက်ရနေ။အဲ့ဒီကလေးတွေကဥနဲ့ရကလေးတွေမဟုတ်လား။မဟုတ်ရပါဘူးကွယ်။ဥနဲ့ဆောက်တွေကသူကအဲ့ဒီကလေးတွေကိုမွေးပြီးနေပြီကွယ်။ဥကအဲ့ဒီမျိုးသမီးကိုအရန်ချစ်လာရင်ချစ်တာပေါ့။တင်းကိုကအတိုင်းတာတစ်ခုအထိပေါ့ကွယ်ဟုစိတ်ထဲကထက်လောင်းပြောလိုက်သည်။သူကရောဥကိုချစ်တယ်။ ချစ်လိုက်မယ်လို့ထင်တာပဲဥရုညောဟိုဟာပြုကြသေးလိုက်တင်းတော်ဖို့ဟိုဟာပြုသည်ဆိုခြင်းမှာလိန်ဆက်ဆက်ခြင်းဖြစ်သည်ဟုအမှန်တိုင်းသဘောပေါက်လာရန်အတွက်အချိန်တော်ကြောင်စဉ်းစားခဲ့ရလိမ့်သည်အပေကြောင့်ဆိုတော့ဖူခါအေရီဘဇက်မှထိုစကားမျိုးထွက်လာလိမ့်မည်ဟုလုံးဝမမျှော်လင့်ခဲ့သောကြောင့်ဖြစ်ပေလောက်ကြတာပေါ့ကွယ်ဥရုကမိုနိုပိုလီကစားဖို့အတွက်အပတ်တိုင်းချင်းတွေ့နေကြတာမှမဟုတ်ပဲဟမ်မိုနိုပိုလီဆိုတာဘာလဲဘာမှမဟုတ်ပါဘူးကွယ် အဲ့ဒီမျိုးသမီးကနောက်ဆိုရင်ဒီလိုပဲတော့မှမလာတော့ဘူးလိုက်ရင်ထဲနာပဲဘယ်တော့မှလာတော့မှမဟုတ်ဘူးလို့တယောက်ကပြောသွားတယ်အဲ့ဒီအမျိုးသမီးကိုယ်တိုင်ကဥို့ဓာတ်ရိုက်ပြောသွားတာမဟုတ်ဘူးလား तू ကဓာတ်ရိုက်ပြောသွားတာတော့မဟုတ်ဘူးကွသူ့ယောက်ျားကပြောခဲ့တာပဲ तू မိမပျောက်သွားပြီမျိုးခမည်းအိမ်ကိုဘယ်တော့မှလာနိုင်မှာမဟုတ်တော့ဘူးတဲ့လေဟဲ့ဘယ်လိုလုပ်ပြီးပျောက်သွားတာလဲအဲ့ဒါကိုတော့ပြောမသွားဘူးကွဒါနဲ့ तू နဲ့စကားပြောရတာမေးခွန်းကများပြီအဖြစ်ကတိတ်နေတယ် တော့လာရောက်နေ90နဲ့အဝယ်ထန်ရဲ့တထေးကိုကြာနေရပြီတပတ်စီးနေနိုင်တော့နေထန်နေမင်းလက်ဖက်တောက်မလိုက်ဖုကာ area ခေါင်းငိမ့်ပြလိုက်သည်တင်းကဝကရားတဲ့တို့လက်ဖက်ချောက်ခတ်လိုက်ပြီးအဖုံးကိုပိတ်လိုက်လေသည်ထိုအချိန်တွင် အားနေတော့ကြောင့်ဖုကာ area ရခုခဲ့တို့ပြောလိုက်သည်ဘယ်တက်နိုင်ပါမလဲလေဘယ်တက်နိုင်မလဲဆိုတာအဖြစ်နေတာကိုဆိုလိုတာလားဟိုမင်းမမလာတော့တာကိုဆိုလိုတာလားထိုမင်းကအတွက်ဖုကာ area ပြန်ပြေးမလာခဲ့ပြီတော့နေတင်းကောလည်းဆက်မေးမနေတော့ပဲ ပကံနှစ်ခွက်ထဲသို့လက်ဖေးရည်များကိုစားတူလောင်းထည့်လိုက်သည်တကြားထည့်အောင်မလားတစွန်းပြပြလောက်ထည့်ပေးပါတမရသည်နဲ့နွားနို့ဖူဂရီရခေါင်းခါပြသဖြင့်သူမ၏လက်ဖေးရည်ခွက်ကိုဇွန်းဖြစ်မွေကရှေ့တွင်ချပေးလိုက်သည်မိမိခွက်ထဲတွင်မူဘာမှမထည့်ပဲပလက်အတိုင်းထည့်ကတည်ယူလာပြီးနောက်သူမ၏မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်ဥကအဟွာပြော်တာဝါသနာပါလိုက်ကိုကြီးကြနဲ့ကိုဆက်ဆံရတာဝါသနာပါလားလို့မေးရတဲ့ထင်ပါတယ်။တင်းကောကသူမ၏မိကုံးဟာ ပိုပြီးထင်တာမြင်တာလားဝါကြပုံစံကိုပြောင်းပြီးပြန်ပြောလိုက်သည်ဖူကာရီယာကောင်းကျိန်ပြလိုက်သည်ဝါသနာပါရလို့ပဲဖြစ်ရမှာပဲတယောက်နဲ့တယောက်နှစ်နှစ်ကာကချစ်နေကြတယ်ဆန့်ကျင်ဘက်လိန်နှမျိုးဆိုရင်အဲ့လိုဆက်ဆံရအောင်ကြည်နူးကြတာတဘာဝပဲပေါ့ကွယ်ထိုးထိုးပြောလိုက်ပြီးနောက်တင်းကောကြီးစီတဲ့တွင်ထိုးမင်းကလေးသည်မိတိရွာတွင်မဆိုလေတဲ့တို့ရေမြောင်းတွေရရင်ကျွမ်းကျင်တော့လေသမားတယောက်တော့ရှိတတ်တဲ့ကဲ့သို့ထိုးကိစ္စမျိုးတွင်ကျွမ်းကျင်ခြင်းဖြစ်လာအောင်ဘပောင်းစုံမှလေးလာထားခဲ့ပုံရသည်ကောက်ချက်ချလိုက်မိလျော်သည် ဒါဆိုရင်အခုအဲ့ဒီမျိုးသမီးရောက်မလာတော့ဥယျာဉ်ထဲမှာဟာတတာကြီးဖြစ်နေမှာပေါ့ထင်ရတာပဲဟိုဟာပြုတ်လို့မရတော့လို့လားအဲ့ဒါလည်းပါမယ်ထင်ပါရဲ့ဖူဂါရီယာခဏတစ်ဖြုတ်လောက်တင်းကုန်းကြီးမျက်နှာအားရှစ်တက်တက်မှငေးကြည့်နေခဲ့လေသည်လိန်ဆက်ဆန်ခြင်းနဲ့ပတ်သက်ပြီးတစ်ခုခုကိုတွေးနေခဲ့ပုံရသည်တို့ဘာတော်လဲသူမတကယ်တမ်းတွေးနေခဲ့ဒီမှာမြစ်ဒီအကြောင်းမျိုးဖြစ်ဒီကိုမြေသူကားများအတက်တိနိုင်ချင်မှမဟုတ်ပေဘိုက်စာလာပြီလားဖူဂါရီယာခေါင်းငိမ့်ပြသည်မနက်ကလေးကဘာမှမစားသည် ဒါဆိုရင်တခုခုချက်စားကြဆိုလားတင်းကောက်ကိုယ်တိုင်ကလည်းဟုတ်ဒီပတိဘာမှမစားရသေးတော့ကြောင့်ဘိုက်ဟာနေခဲ့လေသည်တမင်းဟင်းချက်သည့်အလုံးမှလွဲပြီးအချမမေရအလုံးလည်းမရှိတော့ကြောင့်ဖြစ်လေသည်တို့နှင့်တင်းကောက်ကဆံကိုရေစီးကလျှက်စစ်တမင်းအိုတဲသို့ထည့်ပြီးခလုတ်ကိုနှိမ့်လိုက်သည်တမင်းမကြက်မီချက်သွန်နီရေညီစိန်းတို့ကိုပပလီကမီဆိုဟင်းကျို့တစ်ခွက်ငချောက်ကင်မုံလာဦးနှင့်ကျဲဥကျော်စသည်တို့ကိုမိဖို့ကြောင့်ချင်းချင်းကလေးတွေတွင်ကြွန့်ကျင်စွာကြော်ချက်နေလျော်သည် ။အိမ်မှာရှိရလေးနဲ့ဖြစ်တယ်လို့ချက်ကျွေးရမယ်။အားနာလိုက်တာကွယ်။ဖူဂါရီယာတင်းကောချစ်ပြုတ်ပြီးစပွဲပေါ်တွင်တန်းစီကတင်ထားသည့်ဟင်းခွက်များစိတ်ဝင်စားငေးကြည့်နေခဲ့လေသည်။ဥကဟင်းချက်တာတိတ်မြန်တာပဲနော်။တယောက်တည်းနေတာကြာပြီဆိုတော့ကျင်းသားရနေလို့နေမှာပါကွယ်။တယောက်တည်းမြင်မြန်ချက်မြင်မြန်စားတာအကျင့်ဖြစ်နေပြီလေ။ဥကအမြင်တယောက်တည်းစားတာပဲလား။ဟုတ်တယ်ကွယ်။ကြီးစားအင်းကိုလာနေတော့တော့တောက်ကြနေတဲ့အတူစားပြေခဲ့ကြပြီမြ။ညစာကိုမင်းကလေးတွေနဲ့ မျက်နှာချင်းစုံပြီးမစားဖြစ်တာအတော့ကြာသွားခဲ့ပြီစိတ်ထဲမှာရှူလို့ရှင်နေဖြစ်မနေဘူးလားဟမ်မဖြစ်ပါဘူးကိုယ့်ကိုနည်းနည်းလေးအန်အောမိနေရတော့ပါပဲကျမကတော့အမြဲတမ်းအများနဲ့ဝိုင်းပြီးစားခဲ့ရတယ်ဆရာကြီးရဲ့အိမ်ကိုရောက်လာတော့လည်းအတူတူပဲသူ့အိမ်မှာနေတိုင်းဧည့်သည်မှာမပြတ်တော့ဘူးခါတိုင်းဆိုရင်တူတူတွတ်တွတ်လိုရင်းလောက်သာပြောခဲ့တော့ဖူကာယူရီကထူးထူးခြားခြားစကားတွေဖောင်းဖွဲ့ပြီးပြောနေသေးတယ်အတွက်တင်းကောဖို့အန်အောလို့မဆုံးဖြစ်နေရလျော်သည် ဒါပေမဲ့အိမ်တအိမ်မှာပုံးနေရတာကတော့တယောက်တည်းစားရမှာပေါ့နော်ဖူဂါရီယာခေါင်းငိမ့်ပြတယ်ဒါနဲ့တယောက်တည်းကြာကြီးပဲမှာများတော့ပုံးနေခဲ့ရတယ်ဟိုးဝေးမှာအဲ့ဒီအောင်ဆရာကြီးကပဲရှာပေးခဲ့တယ်တယောက်တည်းဘာကြီးများ စားနေခဲ့ရတယ်ချက်ချင်းရင်တွင်းနဲ့ဖြောစားလို့ရတယ်အတန်စားခေါင်းဆဲတို့တွေပေါ့အခုလို ထမင်းလက်လက်ဆက်ဆက်မစားတာအတော်ကြီးကြာသွားပြီဖူဂါရီကတူထိတ်များဖြင့်ငါးအတောက်အယိုးနဲ့ခွာထုတ်ပြီးတမျက်မျက်ဝါးနေခဲ့လေသည်ထို့မှတစ်ဆင့်မီဆိုဟင်းရီကို ပဇက်နဲ့ငုံကြည့်ရင်အရတာကိုချီချူရင်ကတကုံပြီးတကုံဆက်ကဆက်ကတောက်နေပြန်လေသည်နောက်ဆုံးနေ့လက်မတူကိုဇပွဲပေါ်သို့ချလိုက်ပြီးနောက်တွေ့တွေ့လေးငေးကစဉ်းစားနေနေရောသည်ညာကိုနာရီထိုးလို့နှီးချိန်တွင်အဝေးစီမှမိုးချိန်တန်တဲ့တဲ့ကိုကြားလာရလေသည်သူနဲ့တင်းကောကလိုက်ကောက်ဟာသည်ဆွေုံကလေးဟာကြည့်လိုက်သည်လက်ရောင်မဲမဲအောက်တွင်ဘလူးတပတ်ကြီးများအသွင်ဆောင်နေကြသောတိမ်မဲညိုကြီးများကကောင်းငင်ပေါ်တွင်ဤဘဲဤဘဲနှင့်ဖြည်းဖြည်းချင်းရွေရှားနေသည်ကိုမြင်နေရလေသည် မင်းခံမင်းနဲ့အတိုင်းပဲတင်းတွေကကနာမငင်ဖြစ်လာကြပြီတင်းကထိုးထိုးပြောပြီးနောက်လိုက်ကောင်ဆွဲပေးလိုက်တယ်လစ်တယ်ပီပီရီကတောင်းချက်နေကြပြီလေဖူကာရီကမှင့်တဲ့တင်နဲ့ပြန်ပြောလိုက်တယ်တင်းတောင်းတဲ့ဘွယ်မင်းရေးချဲဆိုတဲ့အတိုင်းရာဒီဥရုအချင်းကအလွန်အမှန်ရခတ်တယ်တခုခုတော့ဖြစ်တော်မထင်နဲ့ဖူကာရီကခေါင်းခါရင်ယခုကဲ့သို့ပြန်ပြောလာခဲ့တယ်ကျမလည်းမခံမတတ်တော့ပါဘူးဦးရဲ့တင်းကလည်းဘာမှစဉ်းစားလို့မရအောင်ဖြစ်နေခဲ့လေတယ် မိုးနဲ့နှစ်တို့အစိုးမရဆိုတဲ့အတိုင်းပဲလူကထိန်းလို့မရပဲသူသဘောနဲ့သူပြုံးစားရရွာချင်းလဲရွာလာတက်ပေသည်ထို့ကြောင့်မိုးအကြောင်းမစင်းစားတော့ပဲအချာမေးခွန်မေးရန်တွေးလိုက်မိတဲ့သည်လစ်တဲ့ပြပရီကဘာကိုစိတ်ဆိုးနေကြရလဲတခုခုတော့ဖြစ်တော့မယ်ထင်တယ်ဘာတွေဖြစ်လာမှလဲကွဖူကာရီရဲ့ခေါင်းခါပြရင်ယခုကဲ့သို့ဖြေလာသည်မကြခင်သိတာပါလိမ့်မယ်သူတို့ဒီအိုးခွက်ပကံများကိုရေရင်တုံတွင်စေ့ကြပြီ စင်ပေါ်သို့ပြန်တင်လိုက်ကြသည်ထို့နောက်ဇပွဲနှင့်မျက်နှာချင်းဆိုင်ထိုင်လျက်လက်ဖက်ကိုတောက်နေကြလေသည်မိမိစိတ်ထဲတွင်ဘီယာတစ်ခွက်လောက်တောက်ချင်လာသည့်အချိန်ယနေ့ဖို့အေဂိုဟောကိုတက်နေသည်များရှောင်ရမည်ဟုတင်ကဝခိုင်မာစွာဆုံးဖြတ်ထားခဲ့မိလေသည်ဘေးပဝင်းကျင်ရှိလေသူတွေတွင်ထိတ်လန့်တုန်လှုပ်ဖွယ်ရေရောင်များကဖြန့်ကျက်နေကြသည်ဟုလည်းခံစားနေရလေသည်တခုခုဖြစ်လာပါကမိမိကိုယ်တိုင်ကမူးနေ၍မဖြစ်ပြန်မီစစောဝင်အရာရင်ကောင်းလိမ့်မယ်ထင်တယ်ဖူဂါရီယာပကြီးစရာကြီးမက်ရှိနာမည်ကျော်ပကြီးကားတွေတွင် ဒရဘော်ရင်အော်ဟစ်နေသူကဲ့သို့ပါးနှစ်ဖက်ကိုလက်ဘွားဖြင့်အုပ်လိုက်လေသည်အမှန်စင်စစ်သူမကတကယ်အော်ဟစ်တည်းမဟုတ်ပဲအိမ်ငိုင်နေချင်းသာဖြစ်လေသည်ဒါဆိုကိုယ့်အရာထဲမှာသွား၏လေကိုယ်အရင်တစ်ခါလို့ဆိုဖောက်ပေါ်မှာအိမ်မယ်ဘာမှအာနာစရာမလိုပါဘူးကွယ်ကိုကဘယ်နေရာမှာမဆိုအဲ့လိုပြောပါလေသူစကားမှာအလုံးမှန်လေသည်တင်းကုန်ဒီခေါင်းချလိုက်သည်နဲ့ချက်ချင်းပဲတုံးခနဲ့အိပ်ပြော်တတ်တဲ့သူဖြစ်လေသည်သူ၏ထူးခြားသောအရေးချင်းဟုပဲဆိုနိုင်သည် ဖူဂါရီယာခေါင်းကြီးုံပြတော်လေဘာတခေါ့မြပြောမလာခဲ့ပြီထို့နောက်တင်းကောင်းကြီးမျက်နှာခဏတဖြုတ်ငေးကြည့်နေရင်ကသူမ၏နွေကလေးများကိုစမ်းကြည့်နေခဲ့လေသည်မိမိ၏နွေကလေးများငကိုတိုင်းရှိမှရှိသေးရဲ့လားဟုစစ်ဆေးကြည့်လိုက်သည့်ပုံစံမျိုးပင်ဖြစ်လေသည်ညဝင်းအင်ကြီးငားပါလိုက်ကျမမှာပါမလာလို့ပါထို့ကြောင့်တင်းကောင်းကအိတ်ခမ်းတဲ့ရှိဗီဒီယိုအန်ဆွဲထဲမှာညဝင်းအင်ကြီးကိုထုတ်ယူလိုက်သည်ထိုအင်ကြီးကလေးမှာဖူဂါရီအရင်တစ်ခေါက်လာတဲ့တုန်းက ဝက်သွားခဲ့သောအင်ဂျီယာရှော့ဖို့ပြီးတိမ့်ထားခဲ့ခြင်းပင်ဖြစ်လေသည် သူကစတိတဘောဖြင့်နန်းကြည့်လိုက်တော့လေမြေဒီအနံကုန်းများမနံခဲ့ပြီတင်းကောထိုအင်ဂျီယာဖူကာအရီလက်ထဲသို့ထည့်လိုက်တော့ကသူမရေချိုးကန်းတို့သွားပြီးလဲဝဲလျက်စပွဲစီတို့ပြန်လာခဲ့သည်ယခုကစီးထားသောစပင်များကိုဖြီးပြီးဖားရချလာခဲ့သည်အရင်တစ်ခေါက်တုန်းကခဲ့သူပင် ခြေပြားနှင့်လက်ပြားများကိုလိမ့်ပြီးတင်ထားလေသည်အခုမှ9နာရီတော့မထိုးသေးဘူးမင်းကနေတိုင်းဆော့ဆော့အိတ်လေးရှိလား မရှိပါဘူးဒီနေ့မှထူးထူးခြားခြားအိတ်ချင်လာတာပါလက်တဲ့ပြီးပဲတွေအပြစ်မှာတောင်းချက်နေကြလို့လားအဲ့ဒါတော့မသိဘူးအခုအိတ်ချင်နေတာပဲတိတကယ်အိတ်ချင်နေရတဲ့တူတယ်မျိုးလုံးကလေးတွေဆင်းနေရတယ်ကျမအိတ်ရရဲရောက်ရင်စာအုပ်တုပ်လောက်ဖက်ပြပါတာဒါမှမဟုတ်ပုံဖြစ်ဖြစ်ပြောပြပါတာရပါလေကို့မှလည်းတခြားလို့ဆရာမမရှိတာတို့ညာအိုက်ဆက်ဆက်ကြီးဖြစ်နေခဲ့တယ်အဲ့ရဲတော့ဝင်လိုက်တယ်နဲ့ဖူကာရီဒီအသက်၁၂နှစ်ရွယ်ကလေးမကြီးအတွင်တို့ပြောင်းသွားခဲ့လျော်သည့် သူမကပြင်ပကဘာနဲ့ပြစ်ပယ်တတစီချလိုက်တယ်လားဆောင်ကူမေးပြအထိဆွဲချုံလိုက်တို့ချင်းနေမိုးချိန်တယ်များပုံမချေလောင်စွာမြည်ဟီးလာကြလျော်သည်တို့ပါတော့လေလျှက်စီးလက်တစ်ချက်မှမလပဲမိုးကလည်းတစ်စက်မှရွာချမလာခဲ့ပြီအတော်တဘာဝမကြတော့အချိန်နေပင်ဖြစ်လေသည်သူတို့ကကျမတို့ကိုကြည့်နေကြတယ်ဦးရဲ့လက်တပိပဲရလားဖူကယ်ရီကထိုမေးခွန်းအတွက်မြည်တို့မြပြန်မပြေလာခဲ့ပြီသူတို့တွေကကိုရိုနာရောဂါဒီမှာရှိနေကြတာကိုသိနေကြတယ်အဲ့ဒါတော့သိကြတယ် သူတို့ကကိုတို့ကိုတခုခုများလုံမလားပဲကျမတို့ဘာမှလုံလို့မရပါဘူးတော်သေးပါရဲ့လောလောဆယ်အချိန်ဒီမှာပေါ့လေလောလောဆယ်အချိန်ကဘယ်အချိန်ထိဆက်ဖြစ်နေဦးမှာလဲအဲ့ဒါကိုတော့ဘယ်သူမှမသိနိုင်ဘူးလောလောဆယ်ကိုတို့ကဘာမှမလုံနိုင်ကြပါ့မယ်ကိုတို့နဲ့ပတ်သက်တဲ့လူတွေကိုတော့ဒုက္ခလှလာကြီးပေးနိုင်ကြရဲ့လေအဲ့လိုဖြစ်မလားမပြောတတ်ဘူးကိုရိုးနဲ့ပတ်သက်တဲ့လူတွေကိုရဲဆက်ဆက်နှိမ့်ဆက်ကြမှာလားပဲ ထိုစဉ်ဖူကာအရီဒီရုတ်တရက်တစိတချင်းဆိုတဲ့ကိုကြားလိုက်ရသည်တမောသားတယောက်လားမျက်စိနှစ်ဖက်ကိုဇုံမိလျက်ယခုကဲ့သို့ပြောလာခဲ့လေသည်အခြေအနေကိုလိုက်ပြီးတော့နေရမှာပါရှင်ဖူကာရီရဲ့ဆောင်းထဲမှာလက်ကိုထုတ်ပြီးသူမ၏နေရာကလေးများကိုဆန်းကြည့်နေပြီးနောက်လက်ကိုဆောင်းထဲသို့ပြန်သွင်းလိုက်သည်အခုလောက်ဆိုရင်သူတို့ကကိုကြီးကြောင်နှိမ့်ဆက်နေကြပြီလားမပြောတတ်ဘူးကိုကို၆လန်းတဲ့အနေနဲ့ပေါ့လေသူတို့လုံးနေတဲ့တကူကအကန့်အသတ်ရှိတယ်လေ တင်းကောနှခမ်းကိုကိုက်ပြီးယခုကဲ့သို့မေးလိုက်တယ်။သူတို့ကလက်တွေကြကြဘာကြီးလုံနိုင်ကြတယ်။ဖူဂါရီကတခုခုပြန်ဖြေလိုက်ပြီးလုပ်ပြီးကမှစိတ်ကူးပြောင်းကပြန်မဖြေပဲနေလိုက်တယ်။လက်တပီဘယ်ရီမှာခွန်အားနဲ့ဉာဏ်ပညာတွေရှိကြရဲ့လို့မင်းပြောခဲ့လေ။ဖူဂါရီကခေါင်းငိမ့်ပြသည်။ဒါပေမဲ့အဲ့အရာတွေမှာအကန့်အသတ်ရှိတယ်မဟုတ်လား။ဖူဂါရီကနောက်တစ်ခါခေါင်းငိမ့်ပြပြန်သည်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကတောထဲမှာနေကြရဲ့လေ။တောထဲကထွက်တာနဲ့သူတို့ရဲ့တကူတွေကအဆွမ်းမပြနိုင်ကြဘူး။ ပြီးတော့သူတို့ရဲ့တကိုးတွေကိုတံပြန်တွန်းလှန်နိုင်တဲ့တံပိုးအမြင်ဆိုတာတွေလဲလောကကြီးရဲ့တနည်းအားမှာရှိနေနိုင်တာပဲမဟုတ်လားဖူဂါရီယာထိုမေးခွန်းအတွက်မြေတီကောက်ချက်ကိုမြမပေးခဲ့ပြီသူစကားကရှင်းလွန်းသွားတော့ကြောင်းလဲဖြစ်နိုင်ပေသည်မင်းလက်တက်ပြီးပဲတွေကိုမြင်ဘူးလားဖူဂါရီယာတင်းကောက်ကြီးမျက်နှာကိုကြောင်ပြီးကြည့်နေသည်သူဘာဆိုလို့ဒီကိုကောင်းကောင်းနားမလဲတော့ကြောင်းလဲဖြစ်နိုင်ပေသည်ကိုမေးတာသူတို့ရဲ့ပုံတွေကိုမင်းရဲ့မျက်စိနဲ့တက်အတွေ့ဘူးသလားလို့ပါတွေ့ဘူးတယ်ဘယ်နှယောက်လောက်ရှိလဲ အဲ့ဒါကိုတော့မပြောနိုင်ဘူးသူတို့ဘယ်နှယောက်ရှိတယ်ဆိုတာကိုလက်ချိုးပြီးရေးတွက်လို့မှရတာမဟုတ်ပဲဒါမှတရားဥထက်တော့ပို့နေမှာပေါ့တိုးလာတဲ့ခါရှိတယ်လို့ယော့သွားတဲ့ခါလည်းရှိတယ်ဒါမှတရားဥထက်တော့မဟုတ်ဘူးလေပို့တလုံးထဲမှာမင်းရေးထားတဲ့အတိုင်းပဲလားဖူကာရီကခေါင်းငိမ့်ပြလိုက်သည်ထို့နောက်တင်းကောကမေးမိမေးမိနဲ့ယခုထိမမေးဖြစ်သေးသောမေးခွန်းကိုမေးချလိုက်သည်မင်းရဲ့လေပို့တလုံးဇလန်ကဘယ်အပိုင်းထိ အမှန်တရားရည်လဲအမှန်တရားဆိုတာဘာကိုဆိုလိုတာလဲ ဖူဂိုင်ရီပြန်မေးလိုက်တော့မေကွန်အတွက်တင်းကောင်းရင်ဖြည့်စရာဖြစ်မရှိပဲဖြစ်သွားလျော်သည်ထိုချိန်တွင်မိုးချိမ့်တယ်များပုံမကျလောင်လာခဲ့ကြလေသည်သို့ပါတော့လေလျှက်စီးလက်တီကိုတစ်ချက်မှမမြင်ရပဲမိုးရီကြတဲ့ကုန်လေတပေါက်များမကြရပဲတို့နဲ့သူငယ်စရန်ကြည့်ခဲ့ရသည်ရင်ကုန်တမောရုပ်ရှင်ကောင်ပြန်ပြီးတတိယလာလျော်သည်ကောင်းကင်ထက်တွင်မိုးတက်မုန်တိုင်းများအပြင်းထန်တက်ခဲ့လျက်ရှိနေခဲ့ကြသည်မိုးကြိုးများလည်းတဒိန်ဒိန်မြည်ဟိနေကြသည်တို့တော့လေတမောဝမ်းတိုက်ထဲတွင်ရှိနေသူများမှာ လေးတောင်တန်မုံကြီးတွေလောင်ပိတ်ချင်းခံနေကြသည်လားမောင်ကြီးမမတွေပောက်ကွဲတန်ကြီးမှန်းနေတို့လိုင်းလီတို့၏အရှင်ကြောင့်ဘေညာရင်းကထွန့်ထွန့်လူနေကြလျော်သည်စာအုပ်ဖြစ်ဖြစ်ဖတ်ပြပါလားဒါမှမဟုတ်ပုံပြဖြစ်ဖြစ်ပြောပြပါလားရရလေဒါပေမဲ့ဖတ်ပြဖို့စာအုပ်ကလက်ထဲမှာမရှိတာခက်တယ်ကိုဖတ်ဘူးတဲ့ကြောင်မြားကြီးမျိုးတော်ဆိုရယ်ဇလန်းကိုပြောပြရမလားဟမ်ကြောင်မြားကြီးမျိုးတော်လေလားကြောင်ရည်ကကြီးစိုးနေတဲ့မျိုးကြောင်ရေးထားလေစိတ်ဝင်စားစရာကောင်းမဲ့ပုံပဲ အဲ့ဇလန်ကိုနားထောင်ကျင်လိုက်တာဇလန်ထဲမှာကြောက်ချာခန်းနေပါတယ်တော်ကြကြောက်လွန်းလို့အိတ်မပြောနိုင်ပဲမျက်စိတွေကြောင်နေဦးမယ်ရပါတယ်ဘလောက်ပဲကြောက်ချာကောင်းကောင်းကျမအိတ်ပြောတော့မှာပါတင်းကောင်ကထိုင်ကုန်ကိုကရင်ဘေးသို့ရွှေ့လိုက်ပြီးတမင်လူတွေထိုင်က မိုးချိတ်တယ်မြောက်နောက်ခံပြုတ်လျက်ကြောင်မြကြီးမြို့တော်ဇလန်ကိုပြောပြလျော်သည်သူဒီထိုးဇလန်အားအမြဲထားကြီးပေါ်တွင်နှစ်ကြိမ်ဖက်ခဲ့ပြီးဆေးုံတွင်လည်းဖက်ခင်ကြီးအားတစ်ကြိမ်ဖက်ပြခဲ့ပေသည်ထိုးကြောင်လည်းဇလန်တဘို့ကိုခေါင်းထဲတွင်အလွတ်လောက်မှတ်မိထားပြီးဖြစ်လေသည် ထိုများသာမကထိုဇလန်းမှာရှုပ်ထွေးလာခြင်းမရှိသေးပြင်ကြော်ကြားထင်ရှားသောဝိတုမဟုတ်သည့်အတွက်တင်းကောက်ဖို့အဆင်ပြေသလိုပြောင်းပြီးအလွယ်ပြောနိုင်ပေသည်ထိုများသာမကချုံတင်တာချုံချက်တင်တာချက်လို့တလို့ချက်ပြီးလဲပြောနိုင်ပေသည်တကယ်တမ်းလက်တွေ့ပြောပြသည့်အခါတွင်မူထင်ထားသည့်အချိန်ထက်ပုံမူကြာသွားခဲ့သည်အเจ้าမှာပုံပြောနေရင်ဖူကာရီယာမကြာခဏဆိုတကယ်တော့ကြားဖြတ်မင်းနေတော့ကြောင့်ဖြစ်လေသည်သူမမေးလာလေတိုင်းသူကစိတ်ရှည်လက်ရှည်ရှင်းပြနေခဲ့လေသည်သူမမေးလာတော့မေးခွန်းများသည့်စာအုပ်ထဲတွင်မပါသည့်အเจ้าကအားလုံးနှီးပါလောက်ဖြစ်လျာ မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ထွင်ပြရသည်ကများလေသည်။သူမှရေးခဲ့သောလေပိုးတလုံးစာအုပ်ကိုပြန်ပြန်ရေးခဲ့ရသည်နှင့်အတူတူပင်ဖြစ်လေသည်။ဖူဂိုင်ရီသည်အဆိုပါကြောင်များ၏မြို့တော်ထဲသို့နှျောသွားခဲ့ပုံရလေသည်။သူမ၏မျက်လုံးများမှာတော်တော်နှင့်အိပ်ပျော်မိပုံမပေါ်သေးပေ။တခါတည်းရန်ထိုမျက်လုံးများကိုပင်ဖွင့်လျက်ကြောင်များ၏မြို့တော်တွင်ရှိသောနှစ်ချူခင်းများကိုတွေးကာမှန်းဆကြည့်နေပုံရလေသည်။ထို့နောက်ပုံမျိုးဆက်ပြောင်းရန်မကြာခဏတိုက်တွန်းနေခဲ့သည်။ပုံမျိုးဆုံးသွားသည့်အခါသူမကမျက်လုံးပြူကတင်းကိုရဲ့မျက်နှာဆိုက်ကြည့်နေလျော်သည်။ ကြောင်တကောင်ကတငယ်အရာဆွမ်းကုန်ဖွင့်ကအမောင်ထဲမှာအရာတစ်ခုကိုပါစိုက်ကြည့်နေသည့်ပုံစံမျိုးပင်ဖြစ်လေသည်ဦးလေးကြောင်များဤမျိုးတော်ကိုတွားခဲ့သေးရမဟုတ်လားဖူဂယ်ရီကတင်ကောင်ဟာအပြစ်တင်သည့်သဘောဖြင့်မေးလိုက်လေသည်ကိုကလားဟုတ်တယ်ဦးကိုယ်တိုင်အဲ့ဒီမျိုးကိုတွားခဲ့တာပြီးတော့မှယထာစီပြီးပြန်လာခဲ့တာမင်းကအဲ့လိုတွေးနေမိရလားဖူဂယ်ရီကဖြင်းဆောင်ကလေးကိုမေးပြအထိခြုံထားရင်းကကောင်းကျင့်ပြလိုက်သည် ုတ်တယ်မင်းပြောသလိုပဲဦးကအဲ့ဒီကြောင်လေးမျိုးကိုသွားပြီးရထားနဲ့ပြန်လာခဲ့တာပဲဒါဆိုရင်ဘေးကင်းတဲ့ကာရာကိုရွတ်ပြီးပြီလားဘေးကင်းတဲ့ကာရာဆိုတာဘာလဲဘာကာရာကိုမှမရွတ်ရသေးပါဘူးကွယ်မရွတ်လို့တော့မရဘူးဥပမာအဖြစ်ဘလူကာရာမျိုးလေဖူကာရီကတည်းကပြင်ပြခြင်းမပြုခဲ့ပြီကြောင်လေးမျိုးရောက်သွားပြီးမှအဲ့ဒီကာရာကိုမရွတ်ရင်ဘယ်ကောင်းပါမလဲထိုးစင်းဒိန်းဒိန်းဒိန်းဆိုတော့မိုးချွတ်ပြတဲ့ယူနားကွယ်မတဲ့ကြားလိုက်ရလိမ့်တယ် ရခင်မိုးချင်းတံများထက်အစာပေါင်းများစွာကျယ်လောင်လာသောပောက်ကွဲတံကြီးဖြစ်သည်။ဖူဂါရီကပခုံးကလေးကြုံကကွေးနေပြီးတဆက်ဆက်တုံနေရှာလိုက်သည်။ကျမတို့လာဖက်ပေးပါအောင်ဦးရဲ့။ကျမတို့တော့ကြောင်တွေရဲ့မြို့တော်သွားရတော့မယ်။ဘာဖြစ်လို့လဲ။လက်တက်ပီးပရီယာတကားပေါက်ပေါက်ရောက်လာကြပြီဦးရဲ့။ဦးကကားတော်ကိုမရွတ်ခဲ့လို့လား။ကျမနဲ့ဦးကနှစ်ကိုတစ်စိတ်ပဲမဟုတ်လားဦးရဲ့။မင်းမလာဖက်ဆမ်းပါ။ဖူဂါရီကထို့တော့ဖိတ်ခေါ်လာခဲ့လျော်သည် ခန်းဆက်နေပြီးပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုဇာတ်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့ဖိတ်ခေါ်ချင်ပါတယ်မကြခင်မှာနောက်တစ်ခန်းတင်ပေးပါမယ်ခင်ဗျာ